တန်းမျိုးသားလွတ်မြောက်ရေးတမတော် TNL နဲ့စစ်ကောင်စီတို့အကြားအပြည့်အကျညာပြီးဆုတ်ခွာဖို့သဘောတူထားတဲ့မန္တလေးတိုင်းအထက်ပိုင်းမိုးကုတ်မြို့ကနေ TNL တပ်တွေနိုမာလာ20ရက်နေ့ကစပြီးစတင်ဆုတ်ခွာမယ်လို့စီရေးတရင်ရင်းမြစ်တွေကပြောပါတယ်။အပြည့်အကျညာပြီးတဲ့နောက်အောက်တိုဘာလ30ရက်နေ့မှာပြုလုပ်ခဲ့တဲ့မိုးကုတ်မြို့ရဲကြီးအုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးမှာ TNL တပ်တွေနိုမာလာ20ရက်နေ့ကစပြီး25ရက်နေ့အတွင်းအပြီးဆုတ်ခွာမယ်အကြောင်းတင်ပြဆွေးနွေးရရှိလို့ဆိုပါတယ်။ ဒါပြင် TNL တက်တွေဆုတ်ခွာပြီးတဲ့နောက်မိုးကုတ်မြို့မှာ TNL ဆက်ဆံရေးယုံဖွင့်ထားနိုင်ဖို့အတွက်ကိုလည်းပြင်ဆင်နေတယ်လို့မိုးကုတ်အုပ်ချုပ်ရေးအဖွဲ့နဲ့နှိစက်တဲ့စီရေးသတင်းမြင့်တူက DUV ကိုပြောပါရယ်။အပြည့်ရဲ့သဘောတူညီချက်အရမိုးကုတ်မြို့ကနေ TNL တက်တွေဆုတ်ခွာဖို့ရှိပေမဲ့ဘလို့ပုံစံနဲ့ဆုတ်ခွာမယ်ဆိုတဲ့အချက်ကို TNL ကတိတိပပထုတ်ပြန်တာမရှိသလိုတော်လိုင်းတက်ကိုရှင်းလင်းအသိပေးတာမျိုးလည်းမရှိပါဘူး။ ဒါကြောင့်စစ်ကောင်စီတပ်မိုးကုတ်မြို့ရယ်အလွယ်တကူဝင်လာနိုင်ဖို့ TNL ကလမ်းကြောင်းပေးလာမှာကိုတော်လှန်ရေးတပ်တွေနဲ့မြို့ခံတွေကစိုးရိမ်နေကြတယ်လို့သိရပါဗျ။ TNL တပ်တွေမိုးကုတ်ကနေဆုတ်ခွာပြီးတဲ့နောက်စစ်ကောင်စီအောက်ကနေမြို့မှာ TNL ဆက်ဆံရေးယုံဖွင့်ဖို့ပြင်ဆင်နေတယ်ဆိုတာနဲ့ပတ်သက်ပြီး DUV ကတိကျအတိမပြုနိုင်သေးတယ်လို့ TNL ပြောရေးဆိုခွင့်ရှိသူကလည်းမေးမြန်းထားဆဲဖြစ်ပါတယ်ရှင်။